2008ရပေါ့လေဟိုဖြည့်ရှင်းဖို့အဆင်မပြေရတယ်ရှိတယ်ပေါ့ဒီဟို SSC ဘက်ကျတော့လေဒီ2008ကိုကန်ဆယ်ပြီးတော့မှသူတို့ကတွေ့ဆုံဆွေးနွေးရေလုပ်တဲ့ခါမျိုးတွေမှာ2008ကိုကန်ဆယ်ပြီးတော့သူတို့ကဆွေးနွေးကြတယ်ပေါ့ဟိုတစ်ဖက်ဒီလက်နက်ကင်တိုင်းတလက်နက်ကင်တွေဘက်ကျတော့လေ2008ကိုသူတို့ကဟိုဖြတ်စီခြင်းကြတယ်ပေါ့2008ကိုမကြိုက်ကြအောင်ဆိုတော့ဒီ2008ရဖြည့်ရှင်းဖို့ကအဆင်မပြေတော့ဒီငင်းချမ်းရေးအနေထားကလက်ရှိမှာဟိုအရေးတစ်ခုကိုမရောက်နိုင်ဘူးလို့ 等待楼下来试试的、哦，我说咯，年轻人伊学得苦片哦，学不了哟。老婆老恩来保险。这两天呢，阿老是咪话，就定干大姐咪谈白呢，定谈了老人家，我只在慢慢慢慢讲讲。你屋里爷在苦点，收麦苦点要，你奶奶年纪大，岁数大了，干啥子？干大姐在苦点，是咧咪是，我们先在出家话喏，啊，老人家呢，老谢做对，啊，对住慢慢岁数大了。 ဒါအဲ့ဒီကတ်တက်ချက်တွေထားမယ်ဆိုတော့ဒါဆွေးနွေးမှုလမ်းကြောင်းကစုံမတစ်ခုကိုမရဘူးပေါ့ဒါအဲ့ဒီကတ်တက်ချက်တွေကိုကျွန်တော်တို့ဖြေလျှော့မယ်အဲသူ့ဆိုပြီးတော့ဆုံဆုံတိုင်းတော့အဲလောက်ရမယ်ဒါတော့ပါဝင်တိပါဝင်ထက်ကစေကြအားလုံးကလည်းဒီလမ်းဖြည့်ပြီးပေါ့ဥပမာ NC လက်မှတ်ထိုးတဲ့အဖွဲ့အစည်းတစ်ခုတည်းနဲ့မဟုတ်ပဲနဲ့ကျွန်တော်ဤဒီလက်ဤဘာလို့ပါဒီနိုင်ငံရေးပါတီဆိုတဲ့အဒီဒီခုနက စနေဒီလိုပေါ့ဟိုဒီလိုက်တဲ့ဒီခုနကဒီချစ်စာမချရတဲ့ပါတီလဲခေါ်တာပဲခေါ်တိကူခေါ်ထားတဲ့ဒီနိုင်ငံရေးပါတီဒီအလုံးစုံဒီတစ်ခါကြိုင်ကြမှာပဲကြံရစဖို့ပြီးတော့အဖြေရှင်းပြီးတော့ဘယ်လိုကြီးဘယ်လိုဟန်ဘယ်လိုပုံစံနဲ့အဖြေရှင်းရမလဲဆိုတာကဆွေးနွေးတိုင်အကနေဦးဆွေးနွေးတိုင်ပြီးတော့အဖြေရှာတာအကောင်းဆုံးပဲပေါ့လေဒါပေမဲ့အခုပြောပြောနေတဲ့အတိုင်းလောက်ကတော့လူတိုင်းပြောနေတဲ့အခုလေအစ်ကျော်နဲ့အတိုင်းလောက်ပြောတဲ့ ဒီတော့ပိုင်းလဲတိုင်းလောက်ပြောလဲတဲ့ကျွန်တော်တို့ကတော့ပြောတဲ့ကြာဘူးပေါ့နော်ဒီတကယ် SAC ကလည်းတိုင်းလောက်ပြောတယ်ဒါပေမဲ့ပြောတဲ့တိုင်းလောက်ပုံစံချင်းကစုံပတ်ကိုမရှိကြဘူးလေတနည်းမှစုံပတ်မရှိကြတော့တော့ဒါလေကျွန်တော်တို့ဒီဒီရှင်ချက်ပြီးတော့ဒီခက်ခဲကိုရင်ကျော်ဖြတ်ပြီးတော့ဒီလိုပုံစံနဲ့အစအပေါ်အခြေအနေပေါ်တော့ကျွန်တော်အားလုံးစုံပြီးတဲ့အနေနဲ့ဒီပြဿနာနဲ့ဒီအဖြစ်ရှင်းဖို့အတွက်အဲအစအဖြစ်ရှင်းဖို့အစချဖို့အတွက်ဒီလိုက်ချဖို့အတွက် ဆုံး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 တည်တယ်လို့ပဲကျွန်တော်တို့ကဒါဒါဒီနောက်ပြင်နေကြတိချင်းနေပါတော့လက်ရှိမှာပေါ့လေမြန်မာနိုင်ငံရဲ့အနေအထားအရာကိုကြည့်မယ်ဆိုရင်တော့ပိုပြိုကွဲနိုင်ငံကြီးပါဖြစ်နေပြီပေါ့လေဆိုတော့ဒီခင်းချင်းမှာဒီကြာရှုံးနိုင်ငံမဖြစ်အောင်ရောဘယ်လိုထိန်းချောင်းဖို့လိုအပ်မလဲရှင်အဲ့ဖွဲ့စည်းတည်တည်ရဲ့ဒီနိုင်ငံကောင်းဆောင်ပါဒီနိုင်ငံကောင်းဆောင်ပြောရတဲ့မှာဒီတိုင်းနိုင်ငံကောင်းဆောင်ရှိတဲ့ဒီမိုကရေစီအဲကောင်းဆောင်ရှိတယ်နောက်တစ်ခုကဒီ အဲ့ဒါကိုဖြစ်စီကောင်းဆောင်ရှိစီကောင်းဆောင်လေးအလုံးကကျွန်တော်တို့ကအာကုကျူစီဘွားဒီတင်းနေတယ်ကုကျူစီဘွားပဲခံပဲရက်တည်နေတယ်ဆိုတော့ဒါကလက်ကဟာစမ်းနေစားမချအောင်ဒီတိုင်အောင်တတိယချရှုံးမှာပဲဒီနေ့တော့ကြည့်ခွဲမှာပဲလို့ကျွန်တော်ထားတာပတ်ချက်ပေးချင်တယ်ပေါ့နော်အဲဒါမှမဟုတ်ကြာကြောင်ပြည်သူတို့ရှိမယ်ဒေသချင်းချင်းရှိမယ်တကယ်ပြောဆိုချင်မှုပြည်ကအမီလိုက်ရှာကြမယ် ခြားနိုင်ငံမှာလေးလာနေတာများအားရှိတယ်ကျွန်တော်ကြည့်ကြတာပေါ့အာဒီလိုတော့ကအာဒီနိုင်ငံလူမျိုးများလို့ဘာသာမတူလို့အာဒီမျိုးများအကွဲပြားလို့ဆိုရင်ဒါလည်းကျွန်တော်တို့ခြားနိုင်ငံနဲ့ကြည့်မှာဘာမှဒီစင်ဒီတာစင်ဒီတွေပဲမတူကွဲပြားတဲ့နိုင်ငံမှာပေါင်းပြီးတဲ့နိုင်ငံတွေများရှိရယ်လေဟိုမှာအဖြစ်အိန္ဒိယကိုဖြစ်ပါလားဘာသာမတူဘူးအခြေမြစ်မတူဘူးပုံစံမတူဘူးအဲ့လိုပေါ့အဲ့ဒါတော့တို့ပေါင်းစည်းနိုင်တယ်ဆိုတော့ကျွန်တော်တို့ကပေါင်းစည်းဖို့ ပါနိုင်ငံနဲ့တည်းလေးပဲနော်ဒီလိုမျိုးမဖြစ်အောင်ရောအဖက်ဖက်ကနေရောဘလိုတွေထိန်းချုပ်ဖို့လိုအပ်မလဲရှင်နိုင်ငံကောင်းဆောင်မဲ့ဘက်ပုံမှန်တာဝန်ရှိရပေါ့နိုင်ငံကောင်းဆောင်ကျွန်တော်ပြောရဒီ SSC ခုလေးကိုပြောတာမဟုတ်ဘူးတော့အနေနဲ့ကောင်းဆောင်ကသူ့သူ့ဒီမျိုးလိုက်သူ့ဒေတာလိုက်အဲသူလမ်းကြောင်းရကောင်းဆောင်လို့ရှိကြတယ်ပဲ။အင်းမီကျေတာအင်းအားများတာအင်းအားသေးတာပေါ့နော်။ဒါကမဆိုင်ဘူး။နေရာကောင်းတာသူ့မျိုးသားအဲသူ့မှာ ိတ်မျိုးစုနေမဲ့သူ့မှာသူ့ကောင်းဆောင်တဲ့သူပေါ့အဲ့လည်းရှိကြတယ်ဆိုတာဒီဒီကံကောင်းဆောင်အပေါ်မှာပဲတာမှုစီတော့ပေါ့နိုင်ငံကောင်းဆောင်ပြုကျင့်တာဘူးဘလို့ဟိုဘလို့ထောက်မလဲပြောင်းသူ့ပေါ်မှာဘလို့မြင့်မထောက်မလဲအဲတာသူကြီးပြဘလို့လုတ်လုတ်မလဲအတိမတ်ပြုမှုဘလို့လုတ်ရှိမလဲအတန်းသူကြီးများမှုဘလို့ရှိမလဲအဲ့ဒါအလုံးကြည့်ရင်မဆိုရင်တော့အာလုတ်လို့ရပါတယ်ဒီကိုကြည့်စီဝါရှော့ပလိုက်ဘာလို့ကိုကိုဒီကိုဒီတက်ကိုဒီကိုပါတီ အဲကိုရတာတဲ့အာနာအဲ့တော့ shop လိုက်ဆိုတာဖြစ်နေပါတယ်မဖြစ်တာမဖြစ်ရတော့မရှိဘူးပေါ့နော်ကျွန်တော်ထင်တာတကယ်လို့ပေါ့လေလက်ရှိအနေထားအတိုင်းပဲပေါ့အတိုင်းပြေချင်နေကဆက်သွားနေမယ်ဆိုရင်ကြတော့ဆရာဒီကြာရှုံးနိုင်ငံဖြစ်လာဘူးวะရောအလန်းနီးလာနိုင်မလားဆရာအဲ့ဒါကနီးရနီးလာတော့ပေါ့ကျွန်တော်တို့အရင်ကဆိုရင်အာအရင်ကဆိုရင်ကြာစင်းစားကြည့်လိုက်ရင်အရင်ကဆိုင်အခုတော့တော်တော်လေးနီးလာတယ်လို့ပြောရမယ်ဒါပေမဲ့ ခုမှ48ကဒီဆယ်မိုင်စုရခဲ့အောင်ရှိပြီတဲ့ဆယ်မိုင်စုကနေစသဖြင့်လာတဲ့အချိန်ကြီးလေးရှိခဲ့ပြီတဲ့ဘုလုံးက48မှာတော့48 49မှာဆိုရင်ဆယ်မိုင်စုရပဲရှိတယ်ဒါလည်းအတဆဆထိတ်ချောင်းပြင်းနဲ့အဲ့လိုလေတကယ်တော့တကယ်ဖြစ်နေပါမယ်လည်းဖြစ်ခဲ့ဘူးတဲ့နောက်တစ်ခါချမ်းချီမှာဆိုရင်လည်းကျွန်တော်ရှိသေးလို့ခေတ္တကတော့ခေါ်ဒီရှိဝါရောက်ရေးခင်းတော့အခုဒီခဏကဒီအခုလော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 ပေါ်တော့ရေးခင်းရတယ်အများကြီး ဘာလဲအဲမသိကြောင်းဘူးမဟုတ်အာကျွန်တော်မဟုတ်ကြက်ကြက်ရှုနေကဒီတစ်ချက်ဤသွားမယ်ပေါ့နော်